ညီကိုကမ္ဘာချန်ပီယံနေအားလုံးပဲမင်္ဂလာပါဟုတ်ကဲ့ပါညီကိုဒါမနေ့မှကြာလို့ရှိရင်တော့ Chelsea တင်ဟာသူတို့ရဲ့ Premier League ပွဲစဉ်ဖြစ် Stamford Bridge သူတို့ရဲ့အိမ်ကွင်းမှာပဲမြန်မာစံတော်ချိန်ကျွန်တော်တို့ည၈နိုင်ခွဲမှာ Sunderland ဒီနှစ်မှာကျွန်တော်တို့တန်းတက်လာတဲ့ Sunderland အတင်းနဲ့ရင်ဆိုင်သွားမှာဖြစ်တယ် Chelsea တင်ဟာသူတို့ရဲ့ဒါနောက်ဆုံးကျွန်တော်တို့ Premier League ပွဲစဉ်နှစ်ပွဲလုံးမှာ အနိုင်ရလက်ထွက်ထားတယ်။ Liverpool ကို2ဂိုးတိုးနဲ့နိုင်ပြီးအဲ့ဒီနောက်မှာ Nottingham Forest ကိုအဝေးခွင်းမှာ3ဂိုးဂိုးမရှိနဲ့နိုင်နေပေါ့နော်။ပြီးတော့ကျွန်တော်တို့ Giant မှာကစားသွားတဲ့ IS အတင်းနဲ့ပွဲမှာလည်း Chelsea တင်းဟာနိုင်ပွဲဆက်ထားတယ်။ဆိုတော့ Chelsea တင်းရဲ့နိုင်ပွဲတွေကိုကျွန်တော်တို့ဇက်တိုက်စောင့်ကြည့်ရမယ်အနေထားပါ။ဟုတ်ကဲ့ပါညီကိုဒီ live ကတော့ထုံးစံအတိုင်းပဲပြိုင်ဘက်ဆန်လန်အသင်းရဲ့အကြောင်းကိုအဓိကကျွန်တော်တို့ဆွေးနွေးသုံးသပ်တော့မှာဖြစ်ပါတယ်။ဆိုတော့ဆန်လန်အသင်းဟာဒီယာဒီမှာကစားသမားများစွာ အံ့ဩဖို့ကောင်းလောင်ကစားသမားတွေအများကြီးခေါ်ယူခဲ့တဲ့အတင်းတင်းဆန်နလန်ဟာပရီးမီးယားလိမှာကျွန်တော်တို့အရင်တုန်းကတည်းကဘောလုံးပရိသတ်တွေနဲ့မဆိုင်ဘူးဒါပေမဲ့ကျွန်တော်ကတော့ဆန်နလန်ကိုသိကြည့်ရတယ်တော့မပါဘူးကျွန်တော်တို့ကတော့အယူဆမတူဘာဖြစ်လို့ကျွန်တော်ကြည့်လို့မရလဲဆိုတော့အဲ့ဒီပွဲကိုမှတ်မိခြင်းမှာမှတ်မိလိမ့်မယ်ပေါ့နော်ဒီမှာကြည့်နေတဲ့ညီကိုအခု300ကျော်ရှိတယ်ဆိုတော့ဂျိုဆင်းမော်ရင်ယိုရဲ့ second spell ဗျာအဲ့ဒီဒုတိယပထမအဖြစ်မို့ဒုတိယတစ်ဖြစ် ဒုတိယတစ်ဖက်ရဲ့ပထမဆုံးစကန်ကန်ချင်းဒီရာသီအစအစမှာချယ်ဆီကချန်ပီယံဖြစ်ဖို့တော်တော်နှီးစက်လိုက်သေးတယ်။အဲဒီတော့ကမန်ချက်စတာစီးတီးကိုပယ်လီဂရီနီကန်နေတဲ့အချိန်ချယ်ဆီကချန်ပီယံဖြစ်ဖို့တော်တော်နှီးစက်လိုက်သေးတယ်။အဲ့လိုနှီးစက်ရဲ့သားနဲ့ဒီလက်ကျန်3-4ပွဲမှာရလပိုင်းချွတ်ချော်ပြီးတော့ဖလားမရလိုက်ဘူး။ဒုတိယရာသီဒီ second spot ရဲ့ဒုတိယရာသီကြမှာဂျိုဇီမော်ရင်ယိုကဖလားနှလုံးရတာ။တတိယရာသီမှာအထုတ်ခံ။အဲ့ပထမရာသီမှာခြေစပြတ်တဲ့ပွဲဆန်နယ်လန်ပွဲ။ အဲ့တော့ဆလလန်တဲ့ကိုကင်နေတာ Chelsea တဲ့ရဲ့ကစားသမားဟော Guest ပို့ရတင်ပါအဲ့ပွဲမှာဒီမကြခင်မှာ Chelsea ကစားသမားဖြစ်လာရောမယ် Marcus Alonso တို့ဒုက္ခပေးပြီးတော့ Chelsea ကအဲ့ပွဲရှုံးသွားတယ် Stamford Bridge မှာပဲအဲ့ပွဲမှာရှုံးပြီးတော့ခြေချောတာပဲအဲ့ပွဲမှာ Chelsea ကစားသမားတော်တော်များများကိုဆလလန်ဘက်ကတင်းတင်းတန်းကစားတယ်ပေါ့ဗျာဥပဒေပါတွေကစားအငင်းပွားဝယ်ရရင်လည်း Chelsea ကရှုံးသွားတယ်ပြီးတော့အဲ့ဒီရာသီမှာ Chelsea ကတော့ Champion မဖြစ်လိုက်ဘူးပေါ့မှတ်မိပါမှာ Liverpool ကို2-0နဲ့ Anfield မှာနိုင်သွားတဲ့ရာသီလေ Brandon Rodgers ရဲ့ လီဗာပူးကိုနိုင်လိုက်တယ်ဒါပေမဲ့အဲ့ရာဒီမှာချန်ပီယံမဖြစ်လိုက်ဟုတ်တယ်အစာမူဂျန်တို့ဒုက္ခပေးသွားတယ်နှစ်ပေါ့နော်အကျွန်တော်အဲ့မှာလေတော့စီတီမှာဆက်လက်လက်ဆိုကျွန်တော်တိတ်မကြည့်ဘူးပြီးတော့ကျွန်တော်စိတ်ထဲမှာတော့ဒီကောင်လေးကိုသိတယ်မှာဒီကောင်လေးအင်းကြီးအယောင်နဲ့ဘာနဲ့ဟာဗျာစိတ်ထဲမှာအဲ့ဆန်းဆန်းလန်းလန်းလို့ဆောက်သက်တန်းလို့အဲ့အဲ့လိုမျိုးအကြာအကြာနဲ့ကောင်လေးငငယ်လေးကကျွန်တော်စိုက်ကိုရှိရပုံပဲတိုက်ပြီးကျွန်တော်စိတ်ထဲမှာလက်မခံဆိုတော့အဲ့ဒီကောင်ပြင်းတန်းပြန်တက်လာတယ်ဒီကောင်လေးရဲ့ Stadium of Light Queen ကတော့နာမည်ကြီးပေါ့ဗျာဒါပေမဲ့အခုကစားရမှာက Stamford Bridge မှာ တကောင်ဒီအတွက်ကတော့ဒါငရေကမ်းပဲသူတို့ကသူတို့ဒီယာဒီမှာအခု၄ဘွဲနိုင်၂ဘွဲတည်၂ဘွဲရှုံချယ်ဆီနဲ့အမှတ်တူတယ်ပေါ့ချယ်ဆီနိပြအန်ဇိုမာရက်စကာလည်းဒီဘွဲရဲ့ဘွဲချူသတင်းစာရှင်းလင်းပွဲမှာအသေးချာလေးတော့သူဆနလန်ကို respect ထားရဲဆိုတဲ့အကြောင်းတော့ပြောတယ်ဒါပေမဲ့တမမှာပါတို့တော့ဆနလန်မှာ3ထားမယ်အချက်တွေရှိတယ်ဆနလန်နဲ့နိပြကောင်းတယ်ပေါ့နော်နိပြမဆိုးဘူးအရင်တုန်းကချယ်ဆီတင်ကစားသမားဟောင်းဖြစ်တယ်အဲ့လက်ရှိချယ်ဆီတင်ကစားသမားဖြစ်တယ်ချာလိုဘာကိုတိုက်တွယ်ခဲ့ဘူးတဲ့ ်နီးပြဖြစ်တယ်တင်သစ်မှာလည်းအထက်လျောက်အောင်မြင်တယ်အင်္ဂလန်ဝင်ရောက်တယ်ဆန်နလန်ကိုဒါ200ဒီလောက်အတွင်းမှာပဲတန်းတက်လောင်ဆွမ်းဆောင်ခဲ့တယ်လီဘရစ်ချင်မှာသူ့နာမည်ရှော့တွက်လို့တော့ရရတဲ့ထဲမှာမပါဘူးပြီးတော့သူလူခေါ်ရာလေးတွေကမစိုးပါဘူးဆိုတော့ဆန်နလန်အသင်းကဒါ IS အသင်းရဲ့ patron trial ကိုနှစ်သမယူရို2သမ9သန်းနဲ့ခေါ်တယ် dash တိုက်စစ်မှု Brian Broby ကောင်းပါတယ် IS ကပဲလောလောဆယ်တန်ရရနေတယ်သူ့ကိုလည်းယူရို30နဲ့ခေါ်တယ် အဲ Dutch defender ဖြစ်တဲ့ Gear Trider အဲသူ့ကိုလည်းအခုတော့ဒါဒီပွဲမှာ Gear Trider ဟာပါလာနိုင်တယ်။အောက်က Nonima Mukili အဲလက်ရှိလက်ရှိကျွန်တော်တို့က Chelsea တဲ့ပွဲမှာအသတိထားမယ်ကစားသမား PSG ကနေခေါ်လိုက်တယ်။ပြောင်းရွှေ့ရေး Euro စနစ်တန်းပေးရတယ်မဆိုးဘူး။လက်ရှိပြီးခဲ့တဲ့အပတ်က Premier League Player of the Week မှာပါလာတာကိုကျွန်တော်တို့တွေ့ရတယ်။ Paraguay နောက်ခံလူ Omar El Diradi အဲသူလည်းဒါ ီတာဖေးကနေခေါ်ထားတယ်ယူရို12တန်နောက်တစ်ခါကျွန်တော်တို့ဝက်ဆန်ကစားသမားဟောင်းမာဆူအကူကိုခေါ်တယ်ကစားသမားတွေအများကြီးခေါ်တာပါချယ်ဆီရဲ့မက်ဂီကိုတော့ခေါ်ပြီးအခုချယ်ဆီကိုပြန်ပြီးပြန်ပို့ထားတယ်နောက်လက်ရှိဆန်လန်ရဲ့ဂိုးသမားကအဲ့ဒတ်ရှ်ဂိုးသမားပဲရောဘင်ရူဖ်ဆိုပြီးတော့သူ့လည်းနီမန်ဂျာအသင်းကနေခေါ်တယ်နောက်လက်ရှိကပတိန်ဂရန်နစ်ဇာကာနောက်ဘရိုက်တန်ခေါ်လာတဲ့အာဒင်ဂရာတို့ club brucha ခေါ်တာတယ်တယ်ဘီတို့အဓိက ဒီအာဒီမှာခေါ်လိုက်တဲ့ကစားသမားတွေအများကြီးနဲ့ပဲပြန်ပြီးအသင်းကိုအထိုင်ချတယ်။ဒါပေမဲ့ပြတ်မသွားဘူးကောင်းနေနီးပြသတိထားရမှာပါတယ်။နောက်တစ်ခုကဒီ Chelsea ကဒီ Blue Go Group ရဲ့အောက်က Strabo ကိုယ်လည်းကစားသမားမနစ်က Strabo ရဲ့ captain ဖြစ်ခဲ့တဲ့ Habib Diarra ကိုလည်းခေါ်ထားတယ်။ဒါပေမဲ့ Habib Diarra ဒီပွဲမှာတော့ပါဝင်နိုင်တယ်မှာမဟုတ်ဘူး။ဒဏ်ရာပြဿနာရှိနေတယ်ပေါ့နော်။အဲ့မှာအမိုက်ဆုံးတော့ဒါ Enzo Leafy ပါ။ Enzo Leafy က လော်ရီရဲ့မှာတောက်လျှောက်ချိန်ဆပြနေတယ်ပြီးတော့ရူမရောက်တယ်ပြင်သစ်ရဲ့ထွက်လာတဲ့လူငယ်တွေထဲကမှဒါ one of the talented player ပေါ့နော်မဆိုးကောင်းတယ်ဂျာမာထင်သလောက်တော့ဖြစ်မလာဘူးအရူမရူ23တန်းပေးပြီးတော့လီဖီကိုခေါ်လိုက်တယ်ဟောအဲ့ဒီခေါ်လိုက်တဲ့ကစားသမားရင်းနဲ့ပဲဒီနီးပြအထိုင်ချတယ်ယာယီတစ်ကိုစတယ်နိုင်ပွဲ၄ပွဲရတယ်ရှုံးပွဲ၂ပွဲပဲရတယ်ချယ်ဆီနဲ့အမှတ်တူတယ်ဆိုတော့ချယ်ဆီတင်းနဲ့ဒီပွဲက short တွက်လို့ရတယ်ပွဲမျိုးတော့မဟုတ်ပါဘူးဒါကတော့ကျွန်တော်ဒါဆလန်လန်အသင်းရဲ့ ဖြစ်နိုင်ရရှိရဲ့လူစီးရင်မှာဆိုတော့ဆနလန်ကအခုနဟာဘစ်ဒီယာရာတို့ဘရိုင်ဘရော့ဘီတို့တော့ဒန်ယာရရနေတဲ့အပေါ်မှာပါဝင်နိုင်ခြင်းမရှိဘူးပေါ့နော်ဆိုတော့ဂိုးသမားကတော့ခုနနီမန်ဂျာကခေါ်ထားတဲ့ roofs ဒီဘွဲမှာကျွန်တော်ကဆန်ဒလန်ရဲ့လူစင်းတကယ်ဒါကျွန်တော်တို့သူတို့ website တွေကဆန်ဒလန်ရဲ့ predicted lineup ကိုကျွန်တော်လေ့လာတယ်ပြီးတော့ဆန်ဒလန်နောက်ဆုံးကစားသွားတဲ့အခြေအနေပေါ့နော် ဆလန်လန်ကနောက်ဆုံးပွဲမှာဝူးဖ်စ်ကိုတော့တူနိုင်တယ်တို့တော့ရလပန်တလောက်ကြီးတော့ကောင်းမနေဘူးချယ်ဆီကလည်းပရီးမီးယားလိနောက်ဆုံး2ပွဲဆက်နိုင်တယ်လို့ဆလန်လန်ကတော့နောက်ဆုံး9ပွဲမှာတပွဲပဲရှုံးနေဗျအဲ့ရှုံးတဲ့ပွဲကလည်းမန်ယူကိုသွားရှုံးတာနော်ဆိုတော့ဒါကတော့သတိထားမယ်အခြေအနေတစ်ခုလို့ကျွန်တော်တို့မြင်တယ်မန်ယူပဲသူရှုံးတာအဲ့တော့ရှုံးတဲ့ပွဲကလည်းအဝေးဝန်းမှာသွားရှုံးတာဆိုတော့နည်းနည်းလေးတော့သတိထားအရင်ကြီးနဲ့စိုးရင်စရာမလိုပါဘူးပြီးတော့ချယ်ဆီရဲ့ခြေရလည်းအတက်ဖက်ရောက် ဲ့ကျွန်တော်ကတို့ရဲ့လူစင်းအားလုံးလေ့လာပြီးတော့တို့ပုံမှန်ကစားနေတာတော့၄နှစ်၃တက်ကျွန်တော်ဒီပွဲကိုဆန်တန်လန်အနေနဲ့နည်းနည်းလေးများခံစစ်ကစားမလားလို့ယူဆပြီးတော့ကျွန်တော်5 back နဲ့ဆန်တန်လန်လူစင်းကိုကျွန်တော်ထွက်ထားတယ်ဂူလ်မာရော့ဖ်အဲ့အချိန်မှာအခုနပါရာဂွိုင်းကနောက်ခံလူအဲ့ဒီရက်ဒီပေါ့နော်ဂီတာဖီးကခေါ်လာတာသူ့ကိုကျွန်တော်စူပါနီယာပို့တယ်ခါတိုင်းပွဲမှာကစားတဲ့ဟူမေးပေါ့နော်မြောက်အိုင်ယာလန်နောက်ခံလူဟူမေးကခါတိုင်းပွဲဒီမှာသူက left back ကစားတယ်ဒါပေမဲ့သူက natural left back မဟုတ်ဘူးလို့အဲ့လိုထွက်ကစားနေတဲ့ပုံစံမျိုးသူ့ရဲ့ natural position ကတော့ defender ပါနော် center back မှာကစားတယ်အဲ့တော့ Hume နဲ့ Ballack နှစ်ယောက်ကိုကျွန်တော်မြောက် Ireland နောက်ခလူနှစ်ယောက်ကိုလည်းကျွန်တော် center back ပို့လိုက်တယ်ဘာလို့လဲဆိုတော့ Chelsea အသင်းကသူတို့ကတောင်းပန်တွေကိုအားကိုးတလို့လို့ねတကယ်တမ်းကျတော့ Chelsea အသင်းရတဲ့ဂိုးတော်တော်များများက Chelsea ရဲ့ central attacking area များအပြိုင်ဘက်တွေအနေနဲ့ Chelsea ကိုတေချာပေါက် mid block အသေးချာပိတ်ဖို့လိုတယ်ပေါ့ Chelsea ကတောင်ပန်နေရအယောင်ပြတယ်တကယ်လဲသူတို့ဂိုးရတဲ့ position တော်တော်များများကအလဲရလေသူတို့ကဂိုးရတာများတယ်ဂိုးသွင်းနိုင်တာများတယ်ပေါ့နော်ဆိုတော့အဲ့မှာ center back ကကျွန်တော်၃ယောက်နဲ့ထားလိုက်တယ် who may ballot နဲ့ adirati ပေါ့ပြီးတော့ action မှာ၂ယောက်အဲ့ဒါက diari မှာပြောင်းလာတယ် premier league အတွေ့အကြုံကြီး granit saka ပေါ့နော်အဲ shot တော့လို့မရဘူး arsenal မှာလည်းတိုင်းတိုင်းတူတူချေဆွဲပြတယ် liverpool စင်နဲ့ ဟာလာကျွန်တော်ချန်ပီယံလိမှာလည်းအများကြီးကစားခဲ့မှုရယ်ပြည်တွင်းလိလဲရတယ်ဇာဘီအလွန်ဆိုလက်အောင်မှာအရင်ကောင်းခဲ့တဲ့ကစားသမားအခုလည်းကောင်းနေသေးပဲသူကပရီးမီးယားလိကသူနဲ့အထိုင်ကြပြီးသားပေါ့ရှာကာနဲ့ဆာဒီကီနှစ်ယောက်ပေါ့အဲ့ဒီရောက်တဲ့သုံးယောက်ရဲ့ရှေ့မှာမှာသူတို့နှစ်ယောက်ကတခါထပ်ပြီးကာထားမှာဆိုတော့ဆန်လလန်ရဲ့ defensive player ဒီပွဲမှာမာကျောနိုင်တယ် Chelsea ကိုကျွန်တော်ထင်တယ်သူ့ရဲ့ style of player တော့ Chelsea နဲ့ခက်စင်စင်ပဲဒီနီးပြရဲ့ဒီ Libris ရဲ့ကစားပုံကတော့ Chelsea နဲ့ဆင် position play ပဲသူကတိုက်စစ်လိုက် ဒါပေမဲ့ဒီပွဲကသူတို့ထိန်းနိုင်တဲ့ပွဲမျိုး Stamford Bridge ဖြစ်နေတယ်ပြီးတော့ Chelsea ကလည်းပိတ်ကန်အခက်ခဲဖြစ်တယ်ဆိုတော့သူတို့ကဒီပွဲကိုပိတ်ကန်ဖို့လာနိုင်တယ်ပေါ့နော်အဓိကတော့မဆုံးမှုအတွက်ကစားနိုင်ကျွန်တော်အဲ့မှာ Bebel Chen မှာ Gear Truder ဆိုတဲ့ဘယ်နောက်ခံလူကျွန်တော်ထည့်ထားလိုက်တယ် Mukili ကတော့သူတို့လူစင်းထဲမှာပါတယ်ဆိုတော့ကျွန်တော်က5 back ပို့လိုက်တာပါအဓိကတော့ Chelsea တင်းရဲ့အလဲကြောကိုပိတ်ဖို့လိုတယ်နောက်ဒီတောင်မန်နေလည်းအရန်တက်မလာဆလတ်လန်ဘုံမသွင်းနိုင်လို့ဘာမှသိပ္ပံနာမရှိဘူးသူတို့ကအဓိကဂုံးပေးရဖို့ပဲဥတီစားသွားဆိုတော့အဲ့9ယောက်မှာ ်မြူကလီယာအရန်ကောင်းနေတယ်ဟိုတနေ့ကဆိုကျွန်တော်ရှစ်တက် ပြီးတော့ပါဂိုးတွင်ဂိုးတွင်သွားတယ်ပေါ့နော်ဆိုတော့ fight နောက်တန်း၅ရောက်အလဲမှာ2-3ပေါ့ fight 3-2ဆိုပေမဲ့ဒါ2-3ဒီမှာကျွန်တော်တို့ဒါ predicted line မှာအောက်မှာ3-2ပြရမယ်ကျွန်တော်တို့2-3လို့ထင်တယ် fight 2-3ပေါ့ငါးနှစ်သုံးပုံစံအဲ fight 4-1လည်းဖြစ်နိုင်တယ်အလဲမှာ box midfield ပေါ့နော် Chelsea ရဲ့ကွင်းလယ်ကိုပြန်ကောက်ဒါပေမဲ့ Leafio Delbio နဲ့အောင်စလုံးကတော့ winger ပူဆန်တဲ့ကစားသမားတွေ Delbio right နဲ့ wing အဲ ျွန်တော် Enzo Leafy ကတော့ left ပေါ့ဒါပေမဲ့ Enzo Leafy ကသူ့ရဲ့ favorite position တနည်းအားဖြင့်သူ့ရဲ့ best position က center forward ရဲ့ normal လို့ကျွန်တော်တို့ယူဆအဲ့ဒါဆိုလို့ရှိရင် Kia Trider တက်လာတဲ့အချိန် तू ကပြန်ပြီးတော့အလဲပြန်ဝင်သွားနိုင်ပါတယ်ဆိုတော့ရှေ့မှာတော့သူ့ရဲ့အဓိက main striker လို့ပြောလို့ရတယ် Isoda ကအထောင်ဖြစ်ကစားမယ်ဒါကတော့ကျွန်တော်တို့ Sunderland အသင်းရဲ့ဖြစ်နိုင်ခြေရှိရဲ့လူစင်းပေါ့နော်အော်မဆိုးခံစားပိုင်းကိုတိကျပြင်ဆင်မယ်ဆိုရင် Chelsea အသင်းနဲ့ဂိုးသွင်းရဖို့ နည်းနည်းခက်နိုင်တဲ့အခြေအနေမှာရှိဆိုတော့ချယ်ဆီတင်းရဲ့ဖြစ်နိုင်ခြေရှိတဲ့လူစင်းကိုကျွန်တော်တို့ချစ်လိုက်ရအောင်အချယ်ဆီတင်းအတွက်ကျွန်တော်ရွေးချယ်ထားတဲ့ဒါ predicted line ဖြစ်တယ်ဒီဘက်ကချယ်ဆီတင်းဟာ၄၁၄၁ပုံစံနဲ့ပြန်လာနိုင်တယ်ဘာကြောင့်လဲဆိုတော့ဒန်ရယကစားသမားကြီးလည်းပြန်ဆုံလာပြီအဓိက main player လို့ပြောလို့ရတဲ့ level 9ကိုပါမနဲ့လေရန်ဒလပ်လို့လောက်ပဲကြံနေတော့ SU 9ကြံနေပေါ့ SU 9ကတော့ထားလိုက်ပါဆိုတော့လေရန်ဒလပ်ကလည်းနောက်ပွဲမှာပါလာလိမ့်မယ်ပါမတော့တလားလောက်အချိန်ပေးရအောင်ဒါပေမဲ့ ကျွန်တော်တို့မက်ဂီယူကလည်းဂိုးတွေရလာတဲ့ပုံမှာချယ်ဆီတင်းရဲ့လူစင်းကနေရာစုံမှာတော့တောင့်တင်းလာတယ်။ဝီလ်မာဆန်ချက်ကောအချီယန်ပေါင်းချလိုပါအချီယန်ပေါင်းလုံးဝအနာပြေးသွားတယ်။သူ့ရဲ့ဖောင်းကအတက်ဖက်ရောက်နေတယ်။ဒီရာဒီမှာပြီးခဲ့တဲ့ရာဒီကထက်အချီယန်ပေါင်းကပို့ပြီးတော့မက်ချူအပ်ဖို့ဖြစ်လာတယ်။ပို့ပြီးတော့ကျွန်တော်တို့ EXP တက်လာတယ်ပေါ့နော်။အချီယန်ပေါင်းချလိုပါနှစ်ယောက်စလုံးကဒါချယ်ဆီအသင်းမှာလုံးဝအနာပြေးထားတယ်။သူတို့က first line ပေါ့တဘောက။ဖော်ဖာနာတူစင်တို့ကစိတ်မချဘူးဆိုတာတီးတော့ဒီနှစ်ယောက်ကိုလုံးဝတုံးနေတယ်။ James Stan Cucurella သူတို့ပေးမှာဆိုတော့ Chelsea ခန်းစစ်ကနည်းနည်းလေးကောင်းလာတဲ့ပုံစံမျိုး James of Cucurella ကိုဒီပွဲအတွက်လုံးဝအနားပေးထားတာတမဖို့ဆိုပြီးတော့စိတ်ဝင်စားစရာကောင်းတယ်အဲ့ရှိမှာ PK တဲ့ Champions League မှာပထမပိုင်းလောက်ပဲကစားသွားတဲ့ Kaiseido နဲ့ Enzo ပြန်လာပြီ Lavia ဟိုတနေ့ကဒီပွဲလုံးသုံးတဲ့ပုံမှာဒီပွဲတော့ပေးကစားမှာမဟုတ်ဘူးဒိုင်ယာပြဿနာဆိုရင်လည်းတော့ကြောင့်မလို့သူတို့နှစ်ယောက်ပြီးတော့ Yao Pedro ကျွန်တော် Maggie ကိုရွေးထားပါတယ်ဘာကြောင့်လဲဆိုတော့ အခုနလည်းအန်ဆိုမာရက်စကာကသူမက်ဂီယူကိုဒီပွဲမှာပွဲထုတ်ကစားမယ်လို့ပြောတယ်ပြီးတော့မက်ဂီယူကတကယ်တမ်းကျွန်တော်တို့ AXP လည်းတက်လာမယ်အဲသူကငိုတဲလန့်ရှိတဲ့ player ဗျလာမာစီယာထွက် background ကအရင်ကောင်းတယ်ဆိုတော့ PNB ကလည်းတက်လာနိုင်တယ် base and power ပေါ့နော်ဒါကြီးလေသူက striker တယောက်အနေနဲ့သူ့မှာမက်ဂီယူမှာ pull up play ကစားနိုင်တယ်ပြောမယ်ဆိုတာ classical 9ပုံစံမျိုးပဲ physical strength လည်းကောင်းတယ်ကောင်းကောင်း pull up လုပ်နိုင်တယ်အဓိကတော့ န္ဓာကိုယ် strength ရှိတဲ့အပြင်လေးမနေဘူးဗျာ light shot light young present light ပေးနိုင်တယ်ကျွန်တော်တင်တဲ့ lian delap နဲ့ maggie ကတကယ်တော့တိတ်မကွာ delap ကတော့ပို့ပြီးတော့ရေကန်မြေကန်ရှိရဲ့အတွေ့အကြုံပုံများထားတယ်ပေါ့နော်ရေကန်မြေကန်ဆိုဒီအင်္ဂလန်ရဲ့ရေကန်မြေကန်ကိုပြောတာသူ့ရဲ့ဘောလုံး base ကကြတော့ giu ကလာမာစီယာထွက်ဆိုသူကတော့ပို့ပြီးတော့ mic နဲ့ပုံစံမျိုးပေါ့ဆိုတော့ delap ကကြတော့နည်းနည်းလေးတော့လေးရဲ့ကျွန်တော်စိတ်ထဲမှာဒါပေမဲ့သူလည်းကောင်းပါတယ်ဆိုတော့ giu ကပို့ပြီးတော့မြင်းမြန်ဆန်ဆန်ရှိရဲ့ အချိန်ကာလကြာလာတဲ့နည်းအမြပိုကောင်းလာတဲ့ strike ကတော့ Maggie Yu ပဲဆိုတော့ဒီဘက်က Maggie Yu ထောင်ရအောင် Pedro နံပါတ်10ဆိုတော့ဒီအကြောင်းကိုလည်းဦးနာ Enzo Maris ကဖြေသွားတယ်။ရအောင် Pedro ကနံပါတ်10ပူဆန်တယ်ပေါ့။ဆိုတော့ဒီဘက်က Maggie Yu ရဲ့စိတ်ကြိုက်ပွဲတစ်ပွဲဖြစ်လာတယ်။ဒါကြောင့်မလို့ဟိုတနေ့ကလည်းပထမပိုင်းပြီးတော့သူ့လုံးဝခောက်ပလိုက်တယ်။အဓိကတော့ဒီဘက်မှာသုံးကြံလို့နောက်တစ်ချက်က Maggie Yu ကစနလန်ကစားသမားတွေနဲ့လည်းထိတွေ့လိုက်ရတဲ့ပုံဘသူ့ရဲ့အားနည်းချက်ကဘာဆိုတော့ तू အနည်းငယ်များ तू သိနိုင်တယ်ပေါ့။ဆိုတော့ဒီဘက်က Maggie Yu ထောင်ရအောင် Pedro Enzo Fernandez ကနောက်ကလိုက်ပါပေါ့။ကျွန်တော်ခုနတွတ်ထားသလိုပဲ ်ချယ်ဆီတင်းရဲ့ central attacking area အားကောင်းသွားတယ်။မက်ကီယူတာရှေ့မှာအထောင်ဖြစ်ပါလာမယ်ဆိုလို့ရှိရင်ရာအိုပက်ဒရိုအန်ဆိုဖာနန်ဒက်စ်ရဲ့ဒီ box arrival timing နဲ့သူ့ရဲ့ goal scoring ability တွေပေါ့နောက်ပိုင်းအန်ဆိုဖာနန်ဒက်စ်ကတော့ချက်ကိုးရနေတာ။တော်တော်ထူးဆန်းတယ်ဗျ။ကျွန်တော်တို့တနစ်ကျော်က Mauricio Pochettino လက်ထက်မှာတော့အန်ဆိုဖာနန်ဒက်စ်ကို advance အစထားပေးမယ်အဆင်မပြေခဲ့ဘူး။အန်ဆိုမာရော့စ်ကလက်ထက်ကြတော့သူကအလဲမှာချယ်ဆီတင်းရဲ့ကွင်းလင်ရ အလဲမှာတစ်ခါတည်းရ3 4 6ရောက်ဖြစ်နေပြီမဲ့ထပ်မသွားဘူးအန်ဇိုဖာနန်ဒက်စ်ပါတဲ့ပွဲတွေပြပြတာပါအန်ဇိုဖာနန်ဒက်စ်ကလိုက်ပြီး all round midfielder ပုံစံလိုက်ဖြည့်နိုင်တယ်တော်တော်လေးအဝင်ဝင်ကြဖြစ်အောင်ကစားနိုင်တယ်ဗျအဓိကတော့အဲ့ goal scoring duty defension တစ်ခုပါသူကထပ်ယူလိုက်နိုင်တယ်ယူပြီးတော့လည်းပြီးပြီးပြင်း goal သွင်းပြီးဆိုတော့ Chelsea မှာ Enzo Fernandez ရဲ့ပါဝင်မှုကတန်မိုးဖြတ်လို့မရအောင်ဆိုတော့ Enzo Fernandez Moises Caicedo ရောက် Pedro ဆိုတဲ့အဲ့ဒီ Queen လဲပေါ့နော်ရောက် Pedro ရောရှေ့ကိုပို့လိုက်တယ် Enzo ကလည်း လိုက်သွင်းမယ်ဆိုတဲ့အနေထားပြီးရင်ဒါကတော့ကျွန်တော်တို့ on paper ရဲ့ဒါ formation ပေါ့တကယ်တကယ်ကစားလို့ရှိရင်ညီကိုလည်းသိတဲ့အတိုင်းပဲ Reece James ဒါမှမဟုတ် Gugurella က hybrid ပုံစံနဲ့ကွင်းလဲကိုလိုက်ဖြစ်မှာပေါ့ဘယ်ဘက်ချမ်းဆိုရင် Gugurella လိုက်ဖြစ်မယ်ညာဆိုရင် Reece James လိုက်ဖြစ်မယ်အဲ့ပုံစံမျိုးဆိုတော့ Chelsea ကကစားဝယ်အနေထားရကောင်းကောင်းလေးတစ်ဖက်အသင်းကို midfield မှာ dominate လုပ်နိုင်တဲ့အနေထားမှာကောင်းကောင်းရှိတဘောကမာတယ်ပေါ့ဗျာအအမာအသင်းနဲ့လည်းရတယ်အပြော့အသင်းနဲ့လည်းရတယ်တစ်ချက်ပဲသူ goal သွင်းရတာလွယ်လာပြီဆို Chelsea က Enzo Maresca ရဲ့ Chelsea က တဖြည်းဖြည်းနဲ့ကောင်းလာတဲ့ပုံစံမျိုးကျွန်တော်နီးပြလဲဖို့ကျွန်တော်စိတ်ဝင်စားတော့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့နီးပြတယောက်ထဲနဲ့အကြာကြီးသွားကြနေဗျာခဏခဏနီးပြတွေအကြောင်းမျိုးကြောင့်လဲရတာတွေလည်းစိတ်ကုန်တယ်ပြီးတော့လက်ရှိ Chelsea ကပုံပေါ်နေတယ် Enzo Maris ကမှအားနည်းချက်နည်းနည်းလေးရှိမိမယ်လေကျွန်တော်တို့ကသူနဲ့ဆက်သွားရင်အဆင်ပြေတော့တယ်ဆိုရယ်ခံစားချက်မျိုးကျွန်တော်တို့ခံစားရတယ်ပေါ့တဘောက style ရှိပြီးတော့ကစားသမားတွေကတိုက်စစ် attacking minded များတယ်ဂိုးရဂိုးရနိုင်တဲ့ opportunity ဖန်တီးနိုင်မှုမြင့် ပြောရမယ်ဆိုရင်ဟိုရှင်းရှင်းလင်းလင်းလူဘိန်းသားလေးအောင်ပြောမယ်ဆိုလို့ရှင်ဒါဂိုးလွယ်လွယ်နဲ့ရတယ်ကစားသမားကြီးညံ့လို့ဒါဂိုးမရမရအောင်သူ့ရဲ့ style of play အရာဒီကျွန်တော်တို့ဂိုးရဖို့ခွင့်လန်းများတယ်ဟောညမှာလုံးဝအနားပေးထားတဲ့ netto ဘယ်မှာလုံးဝအနားပေးထားတဲ့ကန်နာချိုပြောလို့ဆိုချယ်ဆီတင်းရဂျာမန် Champion League အဲကျွန်တော်တို့ကန်ထားတဲ့အသင်းသင်းနဲ့မတူဘဲနဲ့လုံးဝ fresh လုံးဝလန်းလန်းဆန်းဆန်းဖြစ်နေတယ်ဆိုတော့ဒီပွဲကကျွန်တော်ထင်တယ်ချယ်ဆီတို့နိုင်ပွဲဆက်အောင်ဒါပေမဲ့ဆန်းလန်းလန်းဟာ ရှေ့မှာကန်သွားတဲ့ Nottingham Forest တို့ IS 2တော့တော့လွယ်မနေဘူးအစိတ်ရှိတယ်ပြီးတော့သူတို့ပြန်တက်လာတဲ့အချိန်မှာရသလောက်စူးစမ်းပြီးတော့ရုန်းကန်မဲ့အတင်ပြီးတော့နီးပြဟာညံများတဲ့နီးပြတွေမှာပါတယ်ဒီ Lee Bricks ကမညံ့ဘူးဗျကျွန်တော်မနစ်ကရရဲ့ဆလန်လန်ရလက်ကောင်းတဲ့အချိန်မှာနေတော့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 ပြီးတော့ပွဲပွဲတော့ကျွန်တော်မကြည့်ဘူးသူတို့ရဲ့ဒီ data တွေပေါ့နော်အနေထားကိုကြည့်ကြည့်တဲ့အခါမှာသူတို့ကမညံ့နီးပြပြောင်းလဲပြင်နေရှိတယ်ခက်မြန်မြန်နဲ့အတင်းတင်းကို rebuild ပြန်လုပ်နိုင်တယ်အခုလည်း ရှိတဲ့နေရာရောက်လာတဲ့ခါမှာဒါ performance ကထွက်ထားတယ်ပေါ့နော်ကျွန်တော်တို့16မှတ်လောက်ရထားတယ်ဆိုတာနည်းတဲ့ပမာဏတော့မဟုတ်ဘူးဆိုတော့ညီကိုတွေဒီပွဲကကျွန်တော်ထင်ပါတယ် Chelsea အသင်းအနေနဲ့ရလက်ကတော့ကောင်းမယ်အင်ပြေအားပြေပဲကြည့်ရတယ်တော်တော်မိုက်လိမ့်မယ် Macu ရော Pedro Neto ကနာချိုကနာချိုရတယ်စူးစမ်းဖို့တော့လိုပြီဘာဖြစ်လို့လဲဆိုတော့တွေ့တဲ့အချိန်မှာ Gaten ဆက်တဖြည်းဖြည်းနဲ့တရရခြေစွမ်းတိုက်ချင်လာတဲ့ပုံစံမျိုးဒါတော့မှကျွန်တော်ဒီပွဲမှာ Estevao ကိုအနားပေးထားသေးတယ်နောက် Estevao ကိုနောက်ဝင်လာမယ်ပေါ့ ချဲစီးတဲ့ဒီနောက်ထပ်တိုက်စစ်မှုတယောက်လို့ပြောလို့ရတယ်တကယ်တော့တိုက်စစ်မှုမဟုတ်ပါဘူး Tyree George ကလည်းသူက Tyree George က Boss Striking ကိုကောင်းတာဗျဟိုတနေ့ကလည်းကျွန်တော် ပြောသွားတယ်ပေါ့နော်ဒါပေမဲ့ तू က AM လားဆိုတော့လည်းမဟုတ်ပြန်ဘူးအထောင်ကမရဘူး Winger လည်းမဟုတ်ဘူးဆို तू အဲ့ဂျာဒီ Force Force နိုင်ပုံစံမျိုးပေါ့အရင်ကြီးအားကိုးလို့တော့ရမလို့ဆိုတော့ Chelsea မှာမတူကွဲပြားတဲ့ပုံစံလေးတွေအရင်ထဲမှာရှိတယ် Gideon Estival ကိုဒီကျွန်တော်တို့ Tyree George လို့ရှိနေတဲ့ပြင် Lavia ရောအုပ်စုလည်းရှိတော့ ဘွန်နာနိုတွေတို့လက်ရှိနေဆိုချဲစီတဲ့အရန်လူအင်အားရောလက်ရှိ first line ကဒိုင်ယာကနေလူပြန်ဆုံလာတဲ့ခါမှာတော်တော်လေးတောင့်လာပြီကိုပါမဒလပ်ကိုဝဲလာလို့ရှင်တော့ချဲစီကဒီထက်ပိုပြီးတော့ကောင်းတဲ့အနေနဲ့ကျွန်တော်ဒီဇင်ဘာပွဲချက်ကာလမှာရလက်မနှစ်ကလို့မဖြစ်တော့ဘဲနဲ့လက်ရှိပုံစံကိုထိန်းထားပြီးတော့အပေါ်ရောက်လာတဲ့ပုံစံမျိုးပါကျွန်တော်ထင်တယ်ချဲစီတင်ဇက်တိုက်နိုင်ပွဲတွေရရမယ်အချိန်လုံးဝချေချော်လက်ချော်ဖြစ်လို့မရဘူးကျွန်တော်စိုးရိမ်တာတော့စီကံပိုင်းပါနော်ချဲစီရဲ့ဒီအနီအဝါနောက်ဆုံးပွဲမှာလည်း IS တပ်ပွဲမှာလည်း Estevao ရောအဝါမလို့အပဲနဲ့ယူတယ် ဟောအဲ့အားလေးတွေဆင်ကျင်ပြီးတော့အနီလုံးဝမထီအောင်ကစားနိုင်မယ်အဲသူတို့တီတီငင်ငင်နဲ့ကစားနိုင်မယ်ဆိုလို့ရှိရင်ဆလတ်လန်ကသူတို့အတွက်ခက်ခဲတဲ့ပြန်ပြတော့မဟုတ်ပါဘူးချက်စီးတင်နိုင်မှုအတွက်ကျွန်တော်အနေနဲ့ဒီပွဲမှာကျွန်တော်90ရာရင်တုံးပေးတယ်တေ30ရာရင်တုံးနဲ့ဆလတ်လန်နိုင်မှု20ရာရင်တုံးပေါ့နော်တဘောကတော့ချက်စီးအနိုင်နဲ့တေးပါအဲလုံးဝအနီကထုတ်ခံရတာတွေပါမရှင်ချက်စီးတက်တောင့်တတာနဲ့ RC James တို့ရဲ့အခြေအနေနဲ့ဒါနိုင်သွားလိမ့်မယ်လို့မြင်ပါတယ် Sas Fabregas အကြောင်း ပြီးတော့အဲဒီကိုမိုးရဲ့နီကိုပတ်လို့အကြောင်းကိုကျွန်တော်ပြောဖို့ရှိပါသေးတယ်လောလောဆယ်တော့လည်းဆောသေးတယ်ပြီးတော့ကျွန်တော်အန်ဆိုမာရစ်ကာနဲ့သွားလိုက်ချင်ပါသေးတယ်။ဒါပေမဲ့လည်းဆက်ဖာဘရီဖာဘရီကက်စ်ကမကြခင်မှာစောင့်ကြည့်ရမယ်။နီးပြညီကိုတို့ကအရင်မေးတယ်တယ်နော်။ကျွန်တော်ကလည်း transfer အကြောင်းဆိုအရင်ပြောပြောချင်တာ။ကျွန်တော်ချဲဆီကအများကြီး cover တွေလုပ်ထားတယ်။အဲ့အကြောင်းကိုကျွန်တော် Wednesday special ဆိုပြီးတရက်ကျတော့ကျွန်တော်ပြောမယ်။အခုကျွန်တော်လေ transfer အကြောင်းရက်ထားတာ။ဒါပေမဲ့ပြောမယ်ဗျ။တရက်တော့ကျွန်တော်ပြောမယ်။ ညီကိုတို့မသိတဲ့အစ်စ်တွေပါအဲ့လားပါလဲဆိုတော့သူတို့ကအခုလာမဲ့ရာဒီမှာ Chelsea ကိုလာပူးပေါင်းမဲ့လူငယ်စားမှာကိုအန်ဂျာရိုအုပ်စုရှိရဗျာတဘောကနောက်ရာဒီအတွက် Chelsea ကိုလာပူးပေါင်းမဲ့အုပ်စုတော်အုပ်စုရှိဒီနှစ်မှာ Esteva ကိုပူးပေါင်းခဲ့တယ်လို့ပဲနောက်ရာဒီမှာလာပူးပေါင်းမဲ့အုပ်စုတော်အုပ်စုရှိ ready ပဲအဲကျွန်တော်တို့ဒါ Strabo တိုက်စစ်မှုတို့ဒီ Emmanuel Amagaro အုပ်စုပေါ့ဗျာအဲသူတို့က2000 6029ခုအတွက်ရှိပြီမဲ့2029 2028အတွက်လူငယ်တွေမရှိဘူးကျွန်တော်အဲ့မှာ၄ယောက်ရထားတယ်၄ယောက်၄ယောက်လူငယ်၄ယောက်လိုက်ပြီးကြည်နေပြီတဘော2029 2028မှာသူကတနစ်ကြော်ပြီးတော့ plan ကိုချတယ် strap board အတွက်ကို chelsea တော်တော်တော်လေးတော့မိုက်တယ်ရေးရှိရအဲ့ထဲမှာသူတို့ဒီ assets တွေကိုယ်ကိုယ်ကြီးပြောလို့ပြောရမယ်ဆိုတော့ဒါသူတို့ဒီ assets တွေပောက်ကောင်တွေဖြစ်မဲ့ကောင်တွေသူတို့ကင်ထားတာပေါ့ဗျာအဲ့ထဲကနေဘယ်ကောင်ပေါက်ပေါက်သူတို့အတွက်ကအမျက်ကြီးပဲ ငွေတော်၎င်း၊ကွင်းတွင်းခြေစွမ်း၎င်းအတင်းတော်၎င်းအကျိုးပြုနိုင်မှာပေါ့။ So in 2029 2028ရာသီအတွက်ပေါ့။တစ်နှစ်ကျော်အတွက်တို့ရှာနေတဲ့ကစားသမားတွေကြောင့်ကျွန်တော်တရက်ပြောပြမယ်။ပြီးရင် Access Fabricas အကြောင်းကျွန်တော်ပြောဖို့ရှိတယ်။အဓိကတော့ Fabricas တဲ့ Nico Pass ရဲ့အကြောင်းကိုကျွန်တော်ပြောဖို့ရှိတယ်။ဒါပေမဲ့ဒါကလည်းအတင်းမှာရှိရဲ့ Departure ဖြစ်နိုင်တဲ့ကစားသမားတွေနဲ့လည်းဆက်ဆက်နေတယ်။တရက်ပြောပါအောင်မယ်နော်။ဒီနေ့ရဲ့ Life Group တော့လောက်နဲ့ရှင်းလိုက်ပါရစေ။အားလုံးပဲနှုတ်ဆက်ပါရစေ Nico တို့။အားလုံးမစီဘူး။